ဲဒါလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲလေ့လာကြအောင်နော်စိတ်ထဲကနေလိုက်ဖြည့်ကြည့်မယ်နော်ဘယ်တစ်ခုမှလည်းပြီးရင်အဖြည့်တိုက်ကြည့်မယ်နော်ငါမျက်စိရှိကထွက်သွားတယ်အဲ့ဒါဘယ်လိုပြောမလဲငါမျက်စိရှိကထွက်သွားတယ်ငါမင်းနဲ့စကားမပြောချင်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင်ဘယ်လိုပြောလဲဆိုရင် get out of my face အဲ့လိုပြောရနော် get out of my face ငါမျက်စိရှိကထွက်သွားစမ်းလို့စီလျောင်ပြန်လိုက်တာနော် get out of my face i don't want to talk to you အမေနဲ့စကားမပြောချင်ဘူး get out of my face မလောက်ဘူးဆိုရင်မလောက်ဘူးအဲအဲ့ဆိုဘယ်လိုပြောလဲ no means no အဲ့လိုပြောရနော်ဒါဆိုရင်မလောက်ဘူးဆိုမလောက်ဘူးအဲ့လိုပြော no means no no ဆို no ပဲအဲ့လိုပြောနော်မိငါကိုနောက်နေရလားအဲ့ဆိုရင် are you ဘယ်လိုပြောမလဲ are you kidding me k i d d i n g kidding are you kidding me မင်းကနောက်နေရလားအဲ့လိုပြောနော် are you kidding me မင်းကနောက်နေရလားအနေဝေးလို့သွေးသွားတာပါအဲ့လိုပြောရမယ် out of out of s i n g h t sight out of sight ဒါဆိုရင်အနေဝေးလို့သွေးသွားတယ် out of sight out of mind အဲဗမာလိုစီလျောင်းပြန်တော့အနေဝေးလို့သွေးသွားတာပါ out of sight out of mind အဲ့လိုပြောရနော်ဒီဟာကမင်းအပိုင်ပါဒါမင်းဟာဒါမင်းအပိုင်အစိမ့် this ဒါလေးက belong b l o n g s belongs to you this belong to this belongs to you ဒါမင်းအပိုင်ပါဒါငါအပိုင်ဆိုရင် this belongs to me ဒါမင်းအပိုင်ဆိုရင် this belongs to you အဲ့လိုပြောရနော်ဟုတ်ပြီနောက်တစ်ခါတော့ပြန်ဆိုကြည့်အောင်ငါမျက်စိရှည်ထွက်သွားစမ်း get out of my face မလောက်ဘူးဆိုမလောက်ဘူး no means no မင်းငါ့ကိုနောက်နေရလား are you kidding me အနေဝေးလို့တွေးသွားတယ် out of sight out of mind ဒီဟာကမင်းအပိုင်မှာ this belongs to you ဒါကမင်းအပိုင်မှာဟုတ်ပြီအဲ့ဒီနေ့ဘာသာရေးနဲ့ဆိုင်တဲ့စကားစုလေးတွေကိုလေ့လာကြအောင်နော်ဟုတ်ပြီဖျားရှင်ခိုးဖျားရှင်ခိုးတော့အင်္ဂလိပ်လိုပြောလဲ pay homage pay pay h o m a g e how much to the pay how much to the ဘုရားဒါဆိုရင်ဖះရှင်ခိုးတယ်လို့ပြောရနော်အဲကျွန်တော်မနေ့တိုင်းဟလာဖះရှင်ခိုးတယ်ဆိုရင် i pay how much to the buddha every morning အဲမနေ့တိုင်းကျွန်တော်ဖះရှင်ခိုးတယ်ပေါ့နော်ဟုတ်ပြီကုသိုလ်လုပ်တယ်ကုသိုလ်လုပ်တယ်ဆိုရင်ဒီလိုပြောလို့ရတယ် do good deeds good deeds ါဆိုရင်ကုသိုလ်လုပ်တယ်လို့ပြောတာเนาะအဲကျွန်တော်တို့နေတိုင်းကုသိုလ်ကောင်းမှုတွေလုပ်တင်နေဆိုရင် we should do good deeds every day အဲ့လိုပြောရနော်ဟုတ်ပြီဖျားဆုံးတော့ကတ်ဖျားဆုံးတော့ကတ်တာဘာလို့ပြောလဲဆိုရင် offer offer food to the buddha ဒါဆိုရင်ဟလာဖျားဆုံးတော့ကတ်တာလို့ပြောရနော် offer food to the buddha ဖျားဆုံးတော့ကတ်တယ် ဲကျွန်တော်မနက်တိုင်းဖျားဆုံးတော့ကတ်တယ်ဆိုရင် I offer food to the Buddha every morning ကျွန်တော်မနက်တိုင်းဖျားဆုံးတော့ကတ်တယ်တောက်တော်ကြီးကတ်တယ်ဆိုရင် offer drinking water to the Buddha အဲ food နေရာမှာ drinking water ဖြစ်သွားမှာပေါ့နော်ပန်ကတ်တယ်ဆိုရင် offer flowers to the Buddha အဲ့လိုပြောရအောင်နော်ပန်ကတ်တယ်ပေါ့ဟလားဟုတ်ပြီတရားနာတယ်တရားနာတယ်ဆိုပြီးပြောရတယ်တရားနာတယ်ဆိုရင်ဟလာ S T E N listen to a DH MMA ဓမ္မဓမ္မ talk ဒါဆိုရင်ဟလာတရားနာတယ်ဗောနော်အဲကျွန်တော်ကအဲအဲ့ရမဝင်ခင်တရားနာတော့ကျွန်တော်ကြိုက်တယ်ဗောအဲ့ဆိုရင် I like to listen to a dhamma talk before I go to bed ကျွန်တော်အဲ့ရမခွင်ခင်တရားနာတာကြိုက်တယ်ဗောနော် listen to a dhamma talk အ ဲ့ဒါတရားနာတယ်အမြဝေတယ်အမြဝေတယ်ဆိုရင် share merit အဲကျွန်တော်ကိုယ့်ကိုယ့်ရဲ့ကုသကောင်းမှုတွေကိုအမြဝေတာပေါ့နော်တရားရရဲ့ one post of s ဒီနေရာမှာကျွန်တော်ရဲ့ကုသကောင်းမှုတွေကိုအမြဝေတယ်ဆို share my merit m e r i t merit ဟလာအဲသူ့ရဲ့ကုသကောင်းမှုတွေကိုအမြဝေတယ်ဆိုရင် share his merit လို့ပြောရနော်ဥပမာကျွန်တော်တရားထိုင်ပြီးတရားတွေကိုအမြဝေတယ်အဲ့ဆိုရင် after meditation after meditating အဲ့လိုပြောလိုက်ရရနော် after meditation အဲ့လိုပြောလိုက်ရ I share my merit with all beings all beings ကတရဝါတွေကိုပြောပါနော်ဟုတ်လားသုံးသရမုန်ရှေတရဝါတွေကိုအဲ့လိုမျိုး all beings တရဝါတွေအားလုံး ਨੇ အမြဝေတရဝါတရဝါတွေအားလုံးကိုအမြဝေတယ်ပေါ့နော် After meditation, I share my merit with all beings. ကျွန်တော်တရားတွေကိုအမြဝေတရားထိုင်ပြီးတော့တရားထိုင်နေဆိုရင်တော့ meditate M E D I T A T E meditate meditate ဆိုရင်တော့တရားထိုင်တယ်ကျွန်တော်ကဒီ concentration အာယုံစူးစိုက်မှုတိုးတက်ဖို့အတွက် concentration ကောင်းဖို့အတွက်ကျွန်တော်တရားထိုင်နေနေတိုင်းအဲဆိုရင် I meditate every day to improve my concentration အလိုပြောလို့ရရနော်ကျွန်တော်နေ့တိုင်း concentration ကောင်းဖို့အတွက်တရားထိုင်နေအဲဟုတ်ပြီ daily conversation အတွက်အရန်အသုံးဝင်နေဟလာစကားပြောဝကြလေးလေးလေ့လာကြအောင်နော်စိတ်မပြည့်စရာဘူး ငါကြောင့်မင်းစိတ်မပြည့်စရာဘူးအဲ့လိုတည်းပဲပြောနော်ဟဲ့အဲ့လိုဆိုရင်အင်္ဂလိပ်လိုပြောလဲငါကြောင့်မင်းစိတ်မပြည့်စရာဘူးဆိုရင်ဒီလိုပြောတယ် I won't I won't let you down အဲ့လိုပြောရနော်ငါကြောင့်မင်းစိတ်မပြည့်စရာဘူး I won't let you down You can trust me I won't let you down မင်းငါ့ကိုယုံကြည်လို့ရတယ်ငါကြောင့်မင်းစိတ်မပြည့်စရာ I won't let you down စိတ်မပြည့်စရာလို့လုံးမဲ့မဲ့ပေါ့အဲ့လိုပြောရမယ် just in case အဲ့လိုပြောရနော် just in case ဟဲ့လားပတ်စံအပိုလေးပါလေးယူလာခဲ့လို့လို့မဲ့မဲ့ပေါ့ just in case bring some extra money ဟဲ့လားလို့လို့မဲ့မဲ့ပေါ့ပတ်စံပိုလေးပါလေးယူခဲ့ဟဲ့လားအဲ့လိုပြောနော် just in case ငါတငယ်နှစားမဟုတ်ဘူးငါအချင်းမဟုတ်ဘူးအဲ့ဆိုအင်္ဂလိပ်လို့ပြောရလဲ I wasn't I wasn't born yesterday အဲ့လိုပြောရနော်ငါတငယ်နဲ့စားမဟုတ်ဘူးငါအချိန်မဟုတ်ဘူး You can't lie to me I wasn't born yesterday မင်းငါ့ကိုလိမ်လို့မရဘူးငါမနေ့တနေ့ကမွေးလာမဟုတ်ငယ်နဲ့စားမဟုတ် I wasn't born yesterday အဲ့လိုပြောနော်ပွဲမရှာနဲ့ပြောင်းကိုတုံးနဲ့မထိုးနဲ့ပြဿနာကိုမီထိုးမရှာနဲ့အဲ့လိုပြောအောင်အဲ့ဆိုရင်အင်္ဂလိပ်လိုပြောလဲ Don't rock 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 the boat ကတနာအမိထုံးမရှာနဲ့ပွဲမရှာနဲ့ don't rock the boat because the boss is in a bad mood today ဟလာဒီနေ့တထေးကဟလာစိတ်မကြည်ဘူးအားကြောင့်လို့ပြဿနာဦးမိထုံးမရှာနဲ့ပွဲမရှာနဲ့အဲ့လိုပြောနော်အဲ့ဆိုရင် don't rock the boat လုံရင်းကိုပြောအဲ့ဒါမျိုးပြောလဲ get to the point get to the point ဝေးဝိုင်းမပြောနဲ့လုံရင်းပြော get to the point i am in a hurry ငါဟလာအလင်းစလုံးဖြစ်နေတယ်လုံရင်းကိုပြောပါ get to the point i am in a hurry အဲ့ဒီဝါကျလေးတွေကိုအင်္ဂလိပ်လိုဘလို့ပြောမလဲရုပ်တရက်ပြောတော့မယ်ဆိုရင်လေမေ့နေတယ်လို့တခါလေခေါင်းလေးကိုဆွဲနေအောင်မှတ်ထားမယ်နော်ငါလာနေပြီဆိုရင်ဘလို့ပြောလဲ i am on my way i'm coming လို့ပြောလဲရရယ်နော် I'm I am on my way. À lá này vì lập vậy nó. I'm on my way. À lá này vì I'm on my way. Ngã khu thoát lá vì rồi lập vậy. Ngã khu thoát lá vì rồi. I am heading out now. I am heading out now. Ngã khu thoát lá vì lập vậy nó. Ngã khu thoát lá vì I'm heading out now. ငါအခုပဲထွက်လာတော့မလို့အဆိုရင်ဘယ်လိုပြောမလဲတော့မလို့ဆိုရင် about to i am just about to leave i'm just about to leave i'm just about to leave ငါအခုပဲထွက်လာတော့မလို့ငါရောက်တော့မယ်ငါအဲ့ကိုရောက်တော့မယ်ငါအဲ့ကိုရောက်တော့မယ်ဆိုရင်ဘယ်လိုပြောလဲ I am almost there. I'm almost there. I go. Chao do me. I'm jogging ego yaume. Jogging ma jogging yaume. I say I will be there. I will be there. Soon. အဆောဝန်ဆုံးကမကြခင်ပါနော် I will be there soon ဟာမကြခင်အဲ့ကိုရောက်မယ်ငါငါ5မိနစ်တွင်အဲ့ကိုရောက်မယ်အဆိုရင် I will be there in 5 minutes in 5 minutes ဟလာ5မိနစ်တွင်ငါရောက်မယ်အနားလည်းမထင်ပါနဲ့နော်ဒီလိုလေးအချိုးရှိတဲ့ comment မှာ yes လို့မှတ်ခဲ့ပါနော်ဒီနေ့တလောက်ပဲ that's all for today thanks for watching bye bye